မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးလက်ဟောင်းရှိမြို့ပေါ်များတွင်သာစစ်တပ်ကစိုးမိုးနိုင်တော့ပြီးထော်လန်ရေးတပ်များကနေရအများစုကိုထိန်းချုပ်ကာရန်ကုန်နှင့်အနီးဆုံးသို့တရွေ့ရွေ့ဦးတည်လာနေစစ်ကောင်စီကရန်ကုန်နှင့်ပဲခူးမြို့တို့ကာကွယ်ရန်မိုဘိုင်းအရက်တပ်ဖွဲ့များအရေးပေါ်ဖွဲ့စည်းတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရန်ကုန်မန္တလေးလက်ဟောင်းရှိမြို့ပေါ်များတွင်သာအကြမ်းဖက်စစ်တပ်ကစိုးမိုးနိုင်တော့ပြီး ထလန်ရေးတံများကမြို့ပြင်ပနေရာအများစုကိုထိန်းချုပ်ကရန်ကုန်နှင့်အနီးဆုံးသို့တရွေ့ရွေ့ဦးတည်လာနေကြပြည်သူ့ကာကွယ်ရေးတံမတော်တောင်ပိုင်းတိုင်းစစ်ဒေသမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ် ရန်ကုန်မန္တလေးလမ်းဟောင်းညောင်လေးပင်မြို့နယ်ဖြူးမြို့နယ်နှင့်ကြောက်တကာမြို့နယ်များရှိစစ်ကောင်စီ၏တပ်စခန်း၉ခုကိုတော်လှန်ရေးတပ်များကရမန်နီနယ်နက်ပိုင်းတပ်ပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွင်စစ်သား20ဦးထပ်မံတေဆုံးကဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်းရမန်နီတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့သောစစ်တပ်စခန်းများမှာမြို့ပေါ်မှစခန်းများဖြစ်ပြီးအလစ်အငိုက်တိုက်ခိုက်ခဲ့ကစခန်းသိမ်းမှုများလည်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရပါတယ်။မနေ့ကတိုက်ခိုက်ခဲ့တဲ့စခန်းတွေမှာညောင်လေးပင်မြို့နယ်တော်ဝီချေးရွာစစ်စခန်းဖြူးမြို့နယ် ်ဇေယဝတီဘူဒာယုံနဲ့ရဲစခန်းကြောက်တရာမြို့နဲ့တတိကုန်းနဲ့ဖျားကြီးကုန်းအပြင်ရန်ကုန်မန္တလေးလမ်းဟောင်းလမ်းပိုင်းပေါ်မှာလည်းချက်ပြီးတော့ကားတွေကိုလုံခြုံရေးအရရက်တန့်ရှာဖွေစစ်ဆေးမှုတွေလည်းလုပ်ခဲ့ပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။အကြံဖတ်စစ်ကောင်စီဤတပ်စခန်းများကိုတော်လန်ရေးတပ်များက KNLA အပါအဝင်ဒေသတော်လန်ရေးတပ်များနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင်တော်လန်ရေးတပ်များကရန်ကုန်နှင့်အနီးဆုံးသို့တဖြည်းဖြည်းချင်းကပ်လာနေကြောင်း ပြည်သူလူထုအများစုနေထိုင်သောရန်ကုန်မြို့နယ်မိုင်80မှ100ပတ်လည်အတွင်ဒေါ်လန်ရေးတက်များကရောက်ရှိနေကြောင်းရန်ကုန်မန္တလေးလမ်းဟောင်းတွင်လည်းမြို့များတွင်သာစစ်တပ်ကစုံမနိုင်တော့ပြီးအများစုသောနေမြေများကိုဒေါ်လန်ရေးတက်များကထိန်းချုပ်ထားကြောင်းသိရှိရပါသည် ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့မြို့တွေပေါ်မှာပဲသူတို့ရှိပါတယ်။ကျန်တာတွေကတော့ပြည်သူကာကွယ်ရေးတပ်တွေကစုံမှုထားပါတယ်။ရန်ကုန်နဲ့အနီးဆုံးလို့လည်းပြောလို့ရပါတယ်။ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကတော့တဖြည်းဖြည်းနဲ့တော့တရွေ့ရွေ့နဲ့တော့ဥတီယာအတိုင်းသွားနေကြပါတယ်ဟုအဆိုပါတာဝန်ရှိသူတို့ကဆက်လက်ရှင်းပြပါတယ်။အကြံပတ်စစ်ကောင်စီကလည်းပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းအဆက်တွေခုခံစစ်များဆင်နွှဲရန်မူလရှိရင်ဆွဲတရင်တပ်ဖွဲ့များအပြင်အရန်တပ်များလည်းအရေးပေါ်ဖွဲ့စည်းလာကြောင်း အဆိုပါအရန်တံများသည်ရန်ကုန်နှင့်ပဲခူးမြို့များ၏လုံခြုံရေးအတွက်အချိန်မရွေးပြောင်းနိုင်ရွှေ့နိုင်သောမိုဘိုင်းတံများအဖြစ်ဖွဲ့စည်းထားကြောင်းရန်တံများတွင်စစ်တပ်ရဲနှင့်ပြူစောတိများကိုဖောင်းဆက်ညီနိုင်ဖွဲ့စည်းထားကြောင်းသိရှိရပါသည် ရှမ်းကုန်နဲ့ပဲခူးမှာအရန်တက်တွေဖွဲ့စည်းထားတယ်။အရန်တက်ဆိုတာကမူလရှင်ရဲ့ဆွဲတက်ရင်တက်ဖွဲ့အပြင်ချက်မွန်ဖွဲ့စည်းထားတာပါ။အဲ့ဒီအရန်တက်တွေမှာတက်ရဲနဲ့ပြည်သူစစ်တွေစုပေါင်းပါဝင်ပါတယ်။သူကတော့မိုဘိုင်းသဘောဆန်နဲ့လိုအပ်ရင်လိုအပ်သလိုရွှေ့လို့ပြောင်းလို့ရအောင်ဖွဲ့စည်းထားတာမျိုးလို့လည်းပြောလို့ရတယ်။ဖွဲ့ခဲ့တာကတော့ဒီနှစ်စမ်းပိုင်းလောက်မှစလုပ်ခဲ့တာပါ။သူကတော့လိုအပ်တဲ့နေရာတွေကိုချက်ချင်းပြောင်းလို့ရွှေ့လို့ရအောင်ရည်ရွယ်ပါတယ်ဟုရန်ကုန်နဲ့ပဲခူးအစံအရန်တက်ရင်တွင် ပါဝင်နေသောတက်တဲ့ရင်ရင်းမြစ်တစ်ခုကရှင်းပြပါတယ်။ ဆက်လက်ပြီးအဆောက်အုံများတိဆောက်ရာတွင်ငလင်ပြင်းအားရှစ်အဆင့်ခံနိုင်ရမည်ဆိုသောမြေအောင်လိုင်း၏ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့မှဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်းထားရာစီပင်အတွက်လှုပ်ရှားခွင့်ကြီးဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်မြန်မာနိုင်ငံတဝမ်းလုံးရှိအဆောက်အုံများတိဆောက်ရာတွင်ငလင်တန်ပြင်းအားရှစ်အဆင့်အထိခံနိုင်ရရှိရမည်ဆိုသောမြေအောင်လိုင်း၏ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်းထားရာပြီး ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီ YCDC အတွက်လှုပ်ရှားခွင့်ကြီးဖြစ်နေကြောင်းရန်ကုန်မြို့မှာဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကသတင်းဌာနကိုပြောပါရယ်မလ28ရက်နေ့ပြည်အား9တသမ9အစဉ်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်အတန်းပတ်စစ်ကောင်းဆောင်မေအောင်လိုက်ကမြန်မာနိုင်ငံရှိအစအုံများကိုတိဆောက်ရတွင်ငလင်ပြည်အား၈အစဉ်အထိခန့်နိုင်ရရှိရန်လိုအပ်သည်ဆိုသောညွှန်ကြားချက်ကိုထုတ်ပြန်လာကြောင်း အဆိုပါညွှန်ကြားချက်ကြောင့်မေလဇန်ပိုင်းမှာစတင်ပြီးရန်ကုန်ရှိစောက်လူရေလုပ်ငန်းအများစုရန်နာလိုက်ရကြောင်းမင်းအောင်လိုင်းညွှန်ကြားချက်အပေါ်မူတည်၍ YCTC နှင့်မြို့နယ်စီပင်များကဆောက်လုပ်ရေးလုပ်ငန်းများကိုပုံစံအမျိုးမျိုးဖြင့်ငွေညစ်တောင်းခံမှုများလှုပ်ဆောင်လာကြောင်းသိရပါတယ်။အဆောက်အုံတွေအားလုံးငလင်ပြင်းအား၈အထိခံနိုင်ရရှိရမယ်ဆိုတဲ့အမိန့်ကြောင်းဆောက်လုပ်ရေးတွေအားလုံးရပ်ထားရတယ်။ YCTC ပြန်စင်မယ်။ဆောက်လုပ်နေစေရောမဆောက်ရသေးတာရောတက်ဝက်တပြက်ပြီးနေတဲ့ဆောက်လက်စတွေရော အကုန်ရက်ခိုင်းတာ။ တလကျော်နှစ်လနီးပါးဖြစ်လာပြီးစောက်လို့ရေးတွေရက်ထားရတာဟုစောက်လို့ရေးလုပ်ငန်းရှင်တအူးကရှင်းပြပါရယ်ငလင်ပြင်းအားရှိအဆင့်ထိခံနိုင်ရရှိရမည်ဆိုသောစီကံသတ်မှတ်ချက်မှာလက်တွေမကြဘဲတင်သွင်းနေသောတန်ကြောင်းနှင့်ပြီးလက်မြများမှလည်းအရေးအသွေးထိန်းချုပ်စစ်ဆေးမှုမရှိကြောင်း အမှန်တကယ်ငလင်ပြေအားရှစ်အဆင့်အထိခန်းနိုင်ရည်မှာအဆောက်အုံတိစမှုအပြင်တင်သွင်းနေသောတန်ကြောင်းနှင့်ဘီလက်မြေတို့၏အရေးအသွေးအုပ်အရေးသွေးများအပေါ်တွင်ညားစွာမှုတီကြောင့်သိရှိရပါတယ်။ကျွန်တော်တို့စီကိုသွင်းနေတဲ့တန်ကြောင်းနဲ့ဘီလက်မြေတွေကဂုံသေးတွေကလည်းချန်အောင်သွင်းကြတာ အရေးအသွေးအနှိမ်ဆုံးဆိုတဲ့ဟာတွေဘာ quality control မှမရှိဘူးစစ်ဆေးတာမျိုးလည်းမရှိဘူးငလင်တန်ရှိအထိခံနိုင်ဖို့ဆိုတာကစောက်လို့ရင်းနှီးပညာတစ်ခုနဲ့တော့မရပါဘူးတန်ချောင်းက quality မှီလားဒီလက်ညီကစံချိန်စံညုံအတိုင်းမှီရလားဓာရီကိုတေချာစေရမယ်အုတ်တွေရဲ့ quality ခံနိုင်ရအားစသဖြင့်စောက်လို့ရပစ္စည်းတွေအားလုံးရဲ့ quality ကအရေးအသွေးမှီရမယ် အခုဗစက်တင်းရှိတာရှောက်ပြောပြီးငလင်းတန်ရှစ်ခံနိုင်ရမယ်ထားလို့တော့အကုန်ကပြောင်းကပြန်တွေဖြစ်ကုန်နေဟုအဆိုပါဆောက်လုပ်ရေးလုပ်ငန်းရှင်ကဆိုပါတယ်။ရန်ကုန်မြို့တွင်တည်ဆောက်နေသောအဆောက်အုံတချို့မှာစီဗင်တန်ခွင့်ပြုချက်တင်ထားပြီးခွင့်ပြုချက်မကြမီငွေပေး၍အမြန်တည်ဆောက်မှုများလည်းရှိကြောင်း။ယင်းအဆောက်အုံများမှာမြို့နယ်စီဗင်နှင့် YCDC မြို့တော်စီဗင်တို့ငွေချက်300ချီလက်တို့၍အမြန်ဆောက်လုပ်ကြကြောင်း။ စစ်ကောင်းဆောင်၏ညွှန်ကြားချက်ကြောင့်မြေပြင်တွင်စောက်လုပ်ရေးလုပ်ငန်းများရန်နာရသဖြင့်စီပင်အတွက်ငွေတောင်းကောင်းသောစားပေါက်လုပ်စားခွင့်ကြီးဖြစ်လာကြောင်းရန်ကုန်မြို့စောက်လုပ်ရေးကုမ္ပဏီတစ်ခု၏မန်နေဂျာတဦးကရှင်းပြပါရယ်စီပင်ကိုဘာလုပ်လို့ရေလောင်ရတယ်အခုပိုချက်တော့ရေပိုလောင်ရတယ်စီပင် ခွင့်ပြုချက်တင်ပြီးတော့စောက်လုပ်ခွင့်မကြခင်အဆောက်အုံတွေကတက်တုတ်ရိုက်စောက်ကြတာဒီလက်မြေနဲ့တန်စည်းတွေကရမနေဘူးတနေ့ငွေတနေ့ရွှေစီကအတက်ကြီးပဲ။ညံညံဆောက်ပြီးခွင့်ပြုချက်လဲကြအရာမျိုးတွေလောက်ကြတာဆိုတော့ ပိုချက်လာတော့ပိုပေးပြီးပိုမြင့်အောင်လုပ်ကြတယ်။ရထားလို့လည်းမကိုက်ဘူး။ကန်ထရိုက်တိုက်အခန်းပေးအခန်းယူ။မီနီကွန်ဒိုတွေကတော့ အဲ့ဒီနည်းနဲ့ပဲရှင်းနေကြတယ်။ကြီးကြီးမားမားမျိုးပြဆောက်လို့ရည်ကြီးတွေကတော့ရက်ကိုရက်ထားရတာဟုဆောက်လို့ရည်မန်နေဂျာကဆိုပါတယ်။အခြားတစ်ဖက်တွင်လည်းစစ်ကောင်စီ၏အမိန့်ကြောင့်ဟုဆိုကာအဆောက်အုံတိဆောက်ခွင့်ပြုချက်များကိုရန်ကုန်မြို့တော်စီရင်ကအလွန်တင်းကျပ်လာကြောင်းအဆောက်အုံတိဆောက်ခွင့်စည်းကမ်းများပုံမများပြလာကြောင်းထို့ကြောင့်တိဆောက်ခွင့်ရရန်အချိန်ကာလကြာမြင့်ပြီးအဆင့်များစွာဖြင့်ပုံမှုခက်ခဲလာကတောင်းတမျှပေးနေရသည့်အခြေအနေဖြစ်လာကြောင်းသိရပါတယ်။ ခွင့်ပြုချက်ရဖို့ကအရင်ငွေပေးရင်လွှဲတာတွေတောင်အခုကငွေပေးရင်တောင်မှခခရရတောင်းပန်နေရတယ်။စည်းကမ်းတွေပုံများလာပြီးတော့ပိုခက်လာတယ်။ပိုခက်လီတောင်းတလောက်ပေးရလိပဲဟုစောက်လို့ရမန်နေဂျာကဆိုပါတယ်။ရန်ကုန်မြို့ရှိစောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရမှုကြောင့်ရင်းစောက်လုပ်ရေးလုပ်ငန်းအပေါ်မိခိုးနေရသောအခြေခံလုပ်သားများနှင့်စောက်လုပ်ရေးလုပ်ငန်းအတိုင်းဝိုင်းတစ်ခုလုံးမှာလည်းစီးပွားရေးအရာအခက်အခဲများတုံ့နေရကြောင်းအဆိုပါအတိုင်းဝိုင်းကပြောပါရယ် ဆလပင်ကြောက်တကားမြို့နယ်ဖရာကြီးကုံချေးရွာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သားလေးဦးတေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိတဲ့ဆူတဲ့တဲ့ရင်ကိုကျင်းဆက်ပြီးတော့မှပြပါရင်ဘကူတိုင်းကြောက်တကားမြို့နယ်ဖရာကြီးကုံချေးရွာတွင်အထိုင်ချတပ်ဆွဲထားသော အချမ်းဖတ်စစ်တပ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်သားလေးဦးတေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိကြောင်းဘကူခရိုင်အမှတ်နှစ်တပ်ရင် P2 3702မှာတာဝန်ရှိသူတို့ကသတင်းစာနာသူပြောကြားပါရယ်။ရမန်နီဇွန်လ25ရက်နေ့နနက်တနိုင်ကန်အချိန်ကျောက်တရာမြို့နယ်ဖျားကြီးကုန်းချေရွာတွင် AR 40ခန်းဖြင့်အထိုင်ချတပ်ဆွဲထားသောအကျန်းဖတ်စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3900နှစ်တပ်ရင်းနှင့် KNL တပ်ရင်းကိုကူပေါင်းအဖွဲ့ကဝေးရောက်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ခိုက်ရာတွင်နနက်တနိုင်40မိနစ်အချိန်စခန်းကိုအပိသက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်းသိရပါရယ်။စခန်းသိမ်းတိုက်ပွဲအတွင်းအကျန်းဖတ်စစ်သား၄ဦးသေဆုံးခဲ့ပြီး နှစ်ဦးကိုအရှင်ဖမ်းဆီးရရှိကြောင်းကြံရှိသောအကြံဖတ်စစ်ကောင်စီတပ်သားများမှစကန်ဆော့ခွာထွက်ပြေးသွားခဲ့သည့်အတွက်လက်နက်ခရဲများနှင့်အခြားစစ်သုံးပစ္စည်းများအားသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်အရှင်ဖမ်းမိတဲ့သူနှစ်ဦးကိုလိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။ပြီးမှကျွန်တော်တို့စစ်တုံ့ပန်းဥပဒေအရပဲဆက်လက်ဆောင်ရွက်သွားမှာပါ။ဒီသူတွေကိုတရင်စကားပါကျင်တာကတောင်ပိုင်းမှာစစ်စင်ရေးတွေကပိုတိုးလာဖို့ပဲရှိလို့ဖူပေါင်းပါဝင်ပေးကြဖို့နဲ့အတက်နိုင်ဆုံးထောက်ပို့ပေးကြဖို့ပါ။ အခုချိန်ထိကျွန်တော်တို့မှာကလိုအပ်ချက်တွေကရှိနေတုံးဆိုတော့ကြီးကတို့အုတ်ထုတ်တို့လက်နဲ့ခရင်လိုအပ်ချက်တွေပေါ့ဒါတွေကလည်းပြည်သူမမထောက်ပံ့ရင်ပြည်လာမှာမဟုတ်ဘူးဆိုတာလေးပြောချင်ပါတယ်ဟုဘကိုခရိုင်အမှတ်နှစ်တက်ရင် B23702 တို့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါစကန်သိန်းတိုက်ပွဲတွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့မှရဲဘော်နှစ်ဦးအထိခိုက်ရှိခဲ့ကအကြအဆုံးမရှိကြောင်းအကြံဖတ်စစ်တဲ့စကန်ကိုအပိသက်ချေမုံနိုင်ခဲ့ပြီးနောက်ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်